မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 5ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံရောက်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုထိုင်းတပ်ကတော်ကအကြောင်းသားတအုပ်က ဘင်းစတာအစီအဝေးကျင်းပရာရှန်ဂီလာဟိုတယ်အထိကိုလာရောက်ပြီးတော့ဆန္ဒပြသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ၄ရက်နေ့ညနေ၄နာရီခွဲအချိန်မှာဘန်ကောက်မြို့မှာရှိတဲ့ဘင်းစတာအစီအဝေးကျင်းပရာရှန်ဂီလာဟိုတယ်အတွင်းထဲအထိကိုထိုင်းတပ်ကတော်ကចောင်းသားတအုပ်ကလာရောက်ပြီးတော့ဆန္ဒပြခဲ့ခြင်းဖြစ်ပြီးထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များကအဲ့ဒီចောင်းသားကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။လူသက်သမားမေးအောင်လိုင်းကိုထိုင်းနိုင်ငံကမကြိုဆိုကြောင်းအပြစ်မဲ့တဲ့ပြည်သူ6000ကျော်ကိုတပ်ဖြတ်ထားတဲ့သွေးစွန်းနေတဲ့မင်းအောင်လိုင်းကို ထိုင်းဝန်ကြီးချုပ်ကကြိုးစိုးရမဆက်ဘူးလားလို့ဘေးကွန်းထုတ်ခဲ့တယ်လို့သိရပါဗျ။ထိုင်းပြည်သူများကလူသက်အာဏာရှင်ကိုလက်မခံကြောင်းပြောဆိုပြီးတော့ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခမောင်။နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့အင်းတော်မျိုးကစစ်ကောင်စီအုပ်စုရဲ့နောက်ဆုံးလက်ချံစခန်းကုန်းဖြစ်တဲ့ဂျပန်လိုင်းကူကုန်းနဲ့တဆက်တဲ့နေရာမှာရှိတယ်။စစ်အုပ်စုအပေါင်းပါမိသားစုတွေရှိရာ မြို့မဖုံကြီးချောင်းကိုစစ်ကောင်စီအုပ်စုကအေပီလာတည့်ရက်နေ့ကဘုံမချဲခဲ့ရာအသေးပြောက်တွေရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကအပြစ်ခတ်ရစဲထားတဲ့အချိန်မှာစစ်ကောင်စီအုပ်စုကအထိုင်စခန်းရှိရာဂျပန်လိုင်းကူဂုံးကနေစတင်ပြီးတော့ထိုးစစ်ဆင်လာတာကြောင့်တော်လိုင်းအဖွဲ့တွေနဲ့ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်လေရင်နဲ့ဘုံလာချဲသွားတာဖြစ်တယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပြထားပါဗျ။ထိတွေ့မှုအနည်းငယ်လေးဖြစ်တာပါ။ထိတွေ့မှုဆိုတာကစစ်ကောင်စီအုပ်စုတွေဘက်ကရှေ့တိုးလာတာပါ။ အန်ယူဂျီဘက်ကအပြစ်ခတ်ရထားပြီးတော့မှစစ်ကောင်စီအုပ်စုတွေဘက်ကထိုးစစ်ဆင်လာလို့ခုခံစစ်တော့လုံမယ်ထိုးစစ်တော့မလုပ်ဘူးလို့ပြောပါတယ်အန်ယူဂျီဘက်ကထုတ်ပြန်ထားတာဆိုတော့ဟိုဘက်ကထိုးစစ်ပြန်ဆင်လာတဲ့အခါမှာထိတွေ့မှုလေးအနှဲငယ်ဖြစ်သွားတာပါထိတွေ့မှုဖြစ်လဲဖြစ်ကောစစ်ကောင်စီဘက်ကလေရင်နဲ့လာပြီးတော့ဘုံကျဲချသွားတာပါလို့ဒေသခံသတင်းအရေးမိကပြောပြထားပါတယ်အဲ့ဒီဘုံကျဲတခတ်မှုကြောင့်မြို့မှာဖုံကြီးချောင်းစွန်းစားချောင်းဆောင်နဲ့ဓမ္မယုံအဆောင်တွေမိလောင်ပြတ်စီခဲ့ပြီးတော့ရက်တော်မှုရုပ်ပွားတော်မြို့တော်ခမ်းမှာ ဓမ္မမန္တိုင်ဖုန်ကြီးကျောင်းတို့လည်းပြတ်စည်းသွားတယ်လို့သိရပါဗျ။မြို့မှာဖုန်ကြီးကျောင်းမှာကရဲတွေပြူစောထီးတွေနဲ့စစ်ကောင်စီအုပ်စုရဲ့မိသားစုဝင်တွေသာ အများစုရှိပြီးတော့တိုက်ခတ်ရေးစစ်ကောင်စီအုပ်စုအဖွဲ့တွေကတော့ဂျပန်လှိုင်ကူကုန်းမှာအများစုနေထိုင်ကြတယ်လို့ဒေသခံတွေကပြောပါဗျ။စစ်ကောင်စီအုပ်စုကမြို့မှာဖုန်ကြီးကျောင်းကိုဘုံမှကျဲလိုက်လို့တေဆုံးထိခိုက်မှုအရေအတွက်ကိုတော့မသိရသေးဘူးလို့ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းမပူတော်မြို့နယ်မြုပ်ကောင်းနယ်မြေဂေါ်ရန်ဂျီကျောမှာဆက်လက်တစည်းကိုဖမ်းဆီးနှိပ်စက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြည်သူများကပြန်လည်ခုခံတိုက်ခတ်ခဲ့ရာရဲတအုပ်သိမ်းဆုံးသွားပြီးတော့ပစ္စတိုတနက်တလက်ကိုယူဆောင်ကထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ3ရက်နေ့ညနေ9:00ခွဲအချိန်ကမှမပူတော်မြို့နယ်မြုပ်ကောင်းနယ်နတ်မော်ချေးရွာအုပ်စုပင်လယ်ပြင်အနီးမှာရခိုင်တိုင်းသားဆက်လက်တစည်းရောက်ရှိနေကြောင်းသတင်းရတဲ့အတွက်မြုပ်ကောင်းမြို့အုံကြီးကျောအမြောက်တပ်ကဘုံ မူးတန့်စင်လင်မယုတ်ကောင်းနေမည်ရဲစခန်းကရဲတပ်သားမိုးထက်ဝလာကျော်နဲ့နတ်မော်အုပ်စုစစ်ရေးတို့တုံးဟာတွားရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးဖမ်းဆီးပြီးတဲ့နောက်ဖမ်းဆီးရရှိတဲ့ဆက်လေးကိုရှေ့ကနေမောင်းခိုင်းပြီးတော့ဒေသခံဆက်လေးကိုနောက်ကနေကျိုးနဲ့ဆွဲကမယုတ်ကောင်းနေမည်ရဲစခန်းကိုခေါ်ဆောင်လာတဲ့အချိန်လန်တရှောက်မှာစစ်ကောင်စီတပ်သားများကရိုက်နှက်နှိပ်စက်မှုများကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးရိုက်နှက်နှိပ်စက်ခြင်းကြောင့်ဂေါ်ရန်ဂျီကျွန်းအနီးမှာရှိတဲ့နန်တပုကျေးရွာအနီးအရောက်မှာရိုက်နှက်ခံရတဲ့ပြည်သူများကပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ ရဲတပ်သားမိုးထဝလာကျော်တေဆုံးသွားပြီးတော့ဗိုလ်မူးနဲ့စရေးတို့အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗါဒါအပြင်ဗိုလ်မူးကင်ဆောင်တဲ့ပစ္စတိုတနက်တလက်ကိုလည်းပြည်သူများကယူဆောင်သွားပြီးတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါဗါရခိုင်ဘက်ကနေလာတဲ့ဆက်လေကိုဖမ်းလာတာပြက်နေတဲ့ဒေသခံဆက်လေကိုနောက်ကနေကျိုးနဲ့ဆွဲလာတယ်သူတို့နှိပ်စက်နေတာမခံနိုင်လို့တန်တုံးနဲ့ပြန်ရိုက်ပြီးတော့ထွက်ပြေးသွားတာ စစ်ကောင်စီဘိုးရဲ့ပစ္စတိုတနက်ပါယူသွားတယ်လို့သိရတယ်။နောက်ကပါလာတဲ့ဆက်လီကိုတော့ကျိုးကိုဓာတ်နဲ့ဖြတ်ထားခဲ့တယ်လို့ဒေသနေပြည်သူတို့ကရှင်းပြထားပါတယ်။ရဲတပ်သားမိုးထဝလာကျော်ဟာအေပီလာ၄ရက်နေ့မနက်၆နာရီခန့်မှာတေဆုံသွားခြင်းဖြစ်ပြီးတော့ရက်ကျေးဆရေးဟာလည်းဓာတ်ထုတ်ခံရတဲ့ဒဏ်ရာနဲ့စိတ်ကူးသနေရတယ်လို့ပြောပါတယ်။ဘုံမူးတန့်စင်လင်းဟာလည်းပသိမ်ဆေးရုံကိုပို့ဆောင်ကူးသနေရပြီးတော့တရိပ်ပြန်လည်လာတဲ့အတွက် မင်္ဂလာတုံစစ်စေးရုံကိုလွှဲပြောင်းပေးလိုက်တယ်လို့သိရပါဗါဒသေသွားတဲ့ရဲတပ်သားမိုးထက်ကိုငရုတ်ကောင်းကန်းချီဒေသကလူတွေအားလုံးကယွန်ရှာနေကြတာကြားပြီးပြည်သူကိုတအားရိုက်လွန်လို့ရက်ကြီးစေးကြီးကတော့ဓာတ်နဲ့ထိုးခံရတာမသေးသေးဘူးဗျဘုံမူးကတော့သတိပြန်လဲလာလို့ပသိန်ကနေမင်္ဂလာတုံစစ်စေးရုံကိုလွှဲလိုက်တယ်လို့ပြောတယ်သူလဲပြည်သူတွေအပေါ်ကိုတော်တော်ရုံမှရိုင်းဆိုင်တာပဲလို့ဒေသနေပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရင်းမာပင်မြို့နယ်မုံရွာပသိမ်းလမ်းမိုင်းမှာအကြမ်းဖက်ဆက်တပ်ရဲ့ကျင်းနေတင် တွဲကားရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာကား၃စီးပျက်စီးသွားပြီးတော့စစ်ကောင်စီတပ်သား၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ၂ရက်နေ့ည၉နာရီကျော်ကမှပသိမ်းမုံရွာလမ်းမိုင်းမှာရှိတဲ့ရမဒရာအနီးမှာအကြမ်းဖက်ဆက်တပ်ရဲ့ကျင်းနေတင် တွဲကား၆စီးပါတဲ့ရင်တန်းကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်ဆက်တပ်ရဲ့ကျင်းနေတင် တွဲကား၃စီးပျက်စီးခဲ့ပြီးတော့စစ် စ်ကောင်စီတပ်သား3ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများကလမ်းမေးဝဲရာတွေကိုရန်တမ်းပစ်ခတ်သွားတယ်လို့သိရပါတယ်။ ဝမ်ပောင်ကုမ္ပဏီကနေထွက်လာတဲ့ကျင်းဒီတွဲက6စီးပါတဲ့ရင်တန်းကိုမုံရွာပသိမ်းလမ်းပိုင်းယမရရာထိတ်နားမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါကျွန်တော်တို့မိုင်းဆွဲတိုက်ခိုက်မှုကြောင့်ကာ3စီးထိခိုက်ပျက်စီးသွားပါတယ်စစ်ခွေး3កောင်သေးတယ်ကျွန်တော်တို့မိုင်းတွေဆက်လက်ပြီးတော့ထုတ်လုပ်နိုင်ဖို့အတွက်ခဲယမ်းတွေလိုအပ်နေပါတယ်အဲ့ဒါလေးကိုလည်းမိဘပြည်သူတွေအနေနဲ့ကူညီပေးကြဖို့မြစ်တာရက်ခံကြပါတယ်လို့ရင်းမာပင်မြို့နယ်အခြေစားမဲမောင်ပြည်သူကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတဦးကမြစ်တာရက်ခံပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုရင်းမာပင်မြို့နယ်အခြေစားမဲမောင်ပြည်သူကာကွယ်တပ်ဖွဲ့နဲ့ Brothers Defense Post PDF တို့ကပူပေါင်းလုံဆောင်ခဲ့ကြကြောင်းတရင်ရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးတိုင်းစင်ကူးမြို့အနီးမှာရက်နှစ်ဆယ်ကြာအပြစ်ခတ်ရက်ဆဲထားတဲ့အကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူနှုတ်ပြင်းထန်စွာဒဏ်ရာရရှိသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်အေပီလ၄ရက်နေ့ညနေ၄:၄၉မိနစ်ခန့်မှာ စင်ကူးမြို့အရှိမြောက်ဘက်ကိုရက်နဲ့၁၀ကြာအပြစ်ရထားတယ်အကြမ်းမဆက်တကောင်ဒရအုလီတက်ကနေတက်လာတဲ့ YAK 130 Jet Fighter နဲ့ဘုံကျဲတက်ခတ်ခဲ့တယ်လို့သိရပါဗျ။အကြမ်းမဆက်တရဲ့လေချောင်းတက်ခတ်မှုအတွင်းမှာပြည်သူနှအူပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်များပျက်စီးခဲ့တယ်လို့သိရပါဗျ။အေပီလာ၄ရက်နေ့ညနေပိုင်းမှာစင်ကူးမြို့အရှိမြောက်ဘက်ကိုဒရအုကနေတက်လာတဲ့ YAK 130 Jet Fighter နဲ့ ဘုံဒီတလုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်ပြည်သူနှအူပြင်းထန်စွာဒဏ်ရာရရှိသွားတယ်လို့ခရိုင်ပကဖကတာဝန်ရှိသူကပြောပြထားပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့နယ်ခေါင်းဤရွာတက်ကိုအကြမ်းဖက်ဆက်တက်ကအသေးကန် drone နှက်စီလက်နက်ကြီးများနဲ့တိုက်ခိုက်ခဲ့ရာပြည်သူတအူးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စစ်တပ်ရဲ့အသေးကန် drone ဒစီးကိုတော့ပစ်ချနိုင်ခဲ့ကြောင်း ဖေကုံ PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်။အေဘီလ3ရက်နေ့ည9နာရီခန့်မှာဖေကုံမြို့နယ်ခေါင်းဤရွာတက်ဘက်ကိုစကခခွနဲ့တိုက်ရင်ကအသေးကန် drone နှစီးနဲ့ပစ်ခတ်တိုက်ခတ်ခဲ့ရာဖေကုံ PDF 1332တိုက်ရင်က drone တစ်စီးကိုပစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်။အေဘီလ4ရက်နေ့မနက်ပိုင်းကလည်းအဲ့ဒီစကခခွန်တိုက်ရင်ကလက်နက်ကြီးနဲ့၅ချိန်ပစ်ခတ်တိုက်ခတ်ခဲ့ရာတောင်ယာလောက်ကင်နေတဲ့ပြည်သူတအူးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ စကခခွန်အားနေပြီးတော့ပြည်သူလူထုတွေနေထိုင်တဲ့ရွာတွေကိုဥတီပြီးတော့တိုက်ခိုက်နေတာပါ မနက်ပိုင်းကလည်းပြစ်ချလိုက်တဲ့ drone ကိုကောက်ပြီးတဲ့အချိန်မှာစကခခွန်ကနေပြီးတော့လက်နက်ကြီးနဲ့၅ချိန်ပြစ်ခတ်လို့တောင်ရလုံနေတဲ့ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ဖဲကုံ PDF တပ်ဖွဲ့ကတောင်ဝင်ရှိသူတို့ကရှင်းပြထားပါဗျ။ငလျင်တန်းကြောင့်အကြပ်ဖက်စစ်တပ်ကအပြစ်ခတ်ရက်ဆဲတယ်လို့ထုတ်ပြန်ထားတော့လေလက်တွေ့မြေပြင်မှာတော့လေကြောင်းတိုက်ခတ်မှုများနဲ့အသေးခံ drone များနေတိုင်းလိုလိုတိုက်ခတ်လျက်ရှိတဲ့အတွက်ကြောင့်တော်လိုင်းရေးရဲဘော်ရဲဘက်များအနေနဲ့သတိထားပြီးတော့နေထိုင်ကြရန်ဖဲကုံ PDF တပ်ဖွဲ့ကသတိပေးပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်ငလျင်တရင်ကတော့ရှမ်းပြည်နယ်မြောင်ရွှေမြို့နယ်မှာငလျင်ဒဏ်ကြောင့်လူတရာနီးပါးတေဆုံးခဲ့တဲ့အင်းလေးဒေသမှာရှိတဲ့ကျေးရွာ6ရွာက ထောင်ထဲချီတဲ့ပြည်သူများဟာတောက်ရီစားတဲ့ရိတ်ခါနဲ့အမိုးအကာများအရေးပေါ်လိုအပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်းအားပြင်းတဲ့ငလျင်တန်းကြောင့်အင်းလေးဒေသမှာရှိတဲ့ပြည်သူများဟာလည်းပြင်းထန်စွာခံစားခဲ့ရပြီးတော့ထောင်ထဲချီတဲ့နေအိမ်များလည်းပျက်စီးခဲ့ရတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာအင်းလေးဒေသမှာရှိတဲ့ရွာလုံးကျွတ်နီးပါးပျက်စီးခဲ့တဲ့မြောင်းဝကြီးရွာ၊အိုင်တောင်ကြီးရွာ၊ရှေးဝကြီးရွာ၊ကီလာရွာ၊ဇေယျကြီးရွာနဲ့နန်းပံရွာတို့ကပြည်သူများဟာ 当然内，三那一块苗，阿姨我六二年六第二位嘞，阿弟几话哩个比对面哈来一亲嘛。 လေပေါ်တွေမှာအခင်းများခင်းပြီးတော့ဖြစ်တယ်လို့နေထိုင်နေရပြီးစံဖြုံများတာတောက်တုံးနေရကလာရောက်လူတန်းတဲ့အလူရှင်များကိုသာစောင့်ဆိုင်းပြီးတော့နေနေရတယ်လို့သိရပါတယ်အဲ့ဒီခြေဝါမှာနေတဲ့ပြည်သူများကိုစစ်ကောင်စီဘက်ကလာရောက်လူတန်းခြင်းလည်းမရှိသေးပဲပရဟိတအဖွဲ့တချို့ကသာလာရောက်လူတန်းမှုတွေရှိခဲ့တယ်လို့သိရပါတယ်ဒါအပြင်ပြည်သူများဟာလည်းနေအိမ်များပြန်လဲတိဆောက်ရေးအတွက်အခက်အခဲများလည်းရှိနေပြီးတော့မိုးကနဲ့ဝလုံးများလည်းလိုအပ်နေတယ်လို့ပြောပါတယ် ခြေရွာတိုင်းလူလူကပျက်စီးဆုံးရှုံးမှုတွေရှိပေမဲ့မြောင်းဝကြီးခြေရွာရဲ့အိုင်တောင်ကြီးခြေရွာရဲ့ရှေးဝကြီးခြေရွာကေလာခြေရွာရဲ့ဇေယကြီးခြေရွာရဲ့နဲ့နန်းပံခြေရွာရဲ့ကတော်တော်ကိုအဆိုးဆုံးငလျင်တန်းကိုထိသွားတာရွာလုံးကျွတ်နှီးပါကိုပျက်စီးမှုဖြစ်သွားတဲ့ရွာတွေပါပရိုက်တာအဖွဲ့စည်းတချို့ကလာလူတာမျိုးတွေရှိပါတယ်ရေအလူရှင်တွေကိုလည်းကျွန်တော်တို့တောင်းခံထားပါတယ်တောက်သုံးရေလှူဖို့အတွက်ပေါ့ ဆန်လာလူရင်လဲဆန်ပြုတ်တောက်ပြီးတော့နေထိုင်နေရတာပေါ့အလူရှင်တွေကိုလည်းလာရောက်ပြီးတော့လူတန်းပေးကြဖို့မြစ်တာရက်ခံကြပါတယ်လို့ဒေတာနေပြည်သူတို့ကသတင်းပေးဖို့ ပြောကြားထားပါတယ်အင်းလေးဒေတာလူခွင့်ရေးအဖွဲ့ရဲ့မက်လ30ရက်နေမှာထုတ်ပြန်ထားတဲ့ဆရဲအရာငတ်လျင်တန်းကြောင့်အင်းလေးဒေတာမှာသေဆုံးသူ89ဦးရှိပြီးတော့နေအိမ်ပေါင်း2338လုံးပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်မြောက်ပိုင်းတီးတိမ်မြို့ခလာရ269စစ်ကောင်စီတပ်ကတပ်ဖွဲ့ဝင်2ဦးဟာလက်နက်ခဲရနေတဲ့အတူအေပီလ3ရက်နေ့ကတီးတိမ်ဒေသခံ PDF ဇုံလံတက်ဖွဲ့ထမ်းကိုအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တိတိမျိုးမှာရှိတဲ့ခလာရ269စစ်ကောင်စီတက်ကောင်အသက်23နှစ်အရွယ်စစ်ကောင်စီအဖွဲ့ဝင်ဖိုးခွားနဲ့အသက်22နှစ်အရွယ်စစ်ကောင်စီရဲ့ဒုတက်ချက်မျိုးမင်းကျော်တို့ဟာလက်နက်ခဲရနေတဲ့အတူအလင်းဝင်ရောက်ခဲ့တယ်လို့ PDF ဇုံလံရဲ့ထုတ်ပြန်ချက်အရသိရပါတယ်အလင်းဝင်လာတဲ့စစ်ကောင်စီတက်ဖွဲ့ဝင်2ဦးဟာတနက်နှစ်လက်နဲ့ကြီးစံတွေကိုယူဆောင်လာပြီးတော့အနံ့ခဲ့တာကိုထုတ်ပြန်ချက်မှာဓာတ်ပုံနဲ့တကွဖော်ပြထားတာကိုတွေ့ရပါတယ် ချင်းပြည်နယ်တောင်ပိုင်းကိုတော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်ထားနိုင်ပြီးတော့ချင်းပြည်နယ်မြောက်ပိုင်းကထန်တလန်ဟာခါဖလန်းနဲ့တီးတိမ်မျိုးတွေမှာတော့စစ်ကောင်စီတပ်တွေတီးရှိနေသေးတယ်လို့သိရပါတယ်။ဖလန်းမျိုးမှာတော့စစ်ကောင်စီရဲ့ခလာရ268တပ်ကုန်းတစ်ခုသာကျန်ရှိပြီးချင်းညီနောင်တပ်ဖွဲ့နဲ့မဟာမိတ်တွေကအပိသက်သိမ်းပိုင်နိုင်မှုအတွက်တိုက်ပွဲတွေဝင်နေတယ်လို့သိရပါတယ်။ PDF ဇိုလန်တပ်ဖွဲ့ဟာလက်ရှိဖလန်းမျိုးသိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ချင်းညီနောင်အဖွဲ့တွေထဲမှာပါဝင်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်း၊စစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးတဘာဝဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ